မလေးရှားနိုင်ငံဟာလေပတ်စရာနေရာများစွာနဲ့ပြည့်နှက်နေပါတယ်။အဲ့ဒီထဲကမှကဘာလက်ခီးတဲ့တွေရောပြည်တွင်းကပါအမဲလိုလို စီကားနေတဲ့ထင်ရှားတဲ့နေရာ၅ခုကိုဖော်ပြပေးပါမယ်။ကွာလာလမ်ပူမြို့ရဲ့အထင်ကြီးရနေရာဖြစ်တဲ့ Patronus အမွာမျောစင်နဲ့ပဝန်းကျင်ဧရိယာဟာအမြဲတမ်းလူစီကားနေပါတယ်။ဓပုံရိုက်ဖို့ဈေးဝယ်ထွက်ဖို့နဲ့ပန်းချံထဲမှာအပန်းဖြေဖို့လာရောက်သူတွေများပြားလှပါတယ်။ အစားတောက်ချစ်သူတွေအတွက်တော့ဂျလန်လောလမ်းမကြီးက နမယ်ကြီးပါပဲညဘက်ဆိုရင်လမ်းဘေးစားတောက်ဆိုင်နှန်းတွေနဲ့ပြည့်နေနေပြီးအရသာရှိတဲ့မလေးရှားအစားအစာမျိုးစုံကိုမြည်ဆန်းဖို့လာရောက်ကြသူတွေနဲ့စီကားနေတတ်ပါတယ်။တောင်ပေါ်မှာရှိတဲ့အပန်းဖြေစခန်းဖြစ်တဲ့ Gandin Highland ဟာအေးမြတဲ့ရာသီဥတုနဲ့ဖျော်ဖြေရေးတွေကြောင့်လူကြိုက်များပါတယ်။ကေဘကားစီးတာကာစီနိုသွားတာနဲ့တင်းဖော့တွေကြောင့်အမြဲလိုလိုလူစီကားနေပါတယ်။ ဘာဒူးကူဟာဟိန်းနူဘာသာဝင်တွေအတွက်အထွတ်မြတ်ထားရနေရာဖြစ်ပြီးထူးခြားတဲ့ဂူဖျားတွေကြောင့်လည်းနာမည်ကြီးပါတယ်။လေကားထစ်ပေါင်းများစွာကိုတက်ရောက်ဖူးမြော်ဖို့နဲ့ဓပုံရိုက်ဖို့လာရောက်ကြသူတွေနဲ့ပြည့်နှက်နေပါတယ်။ကွာလာလမ်ပူမြို့လေကနာမည်ကြီးဆုံးဈေးဝယ်စင်တာတစ်ခုဖြစ်တဲ့ပါဘီလီယံဟာအမြဲတမ်းလူစီကားနေပါတယ်။နိုင်ငံတကာအမှတ်တံဆိပ်တွေစားတောက်ဆိုင်တွေနဲ့ဖျော်ဖြေရေးတွေကြောင့်ဈေးဝယ်သူတွေနဲ့ပြည့်နေတတ်ပါတယ်။ ဒီနေရာတွေဟာလူစီကားပေမဲ့မလေးရှားရဲ့ထင်ရှားတဲ့အတွေ့အကြုံတွေကိုပေးစွမ်းနိုင်တာကြောင့်မဖြစ်မနေတွားရောက်လဲပတ်တဲ့နေရာတွေပဲဖြစ်ပါတယ်